မင်္ဂလာပါရှင်ဒီနေ့တော့ဖြူက cheese အာလူကတ်တလိကြော်ကြော်နီလေးပြန်နေပြဝေးပေးသွားမှာဖြစ်ပါရဲ့ရှင်အဟာရလည်းဖြည့်စားလို့လည်းအရင်ကောင်းတဲ့အာလူကြော်နူလေးကိုဖြိုးနဲ့အတူကြည့်ရှုလိုက်စုံနော်အလူကတ်တလိကြော်ကြောစားဖို့အတွက်ပါဝဲတစ်စီလေးတွေကတော့အာလူ၊ကော်မုတ်၊ခြေနှိမ့်နဲ့ cheese ပြားလေးတွေလိုအပ်ပါရဲ့ရှင်။ ထမဥဆုံးအတုံးပြမဲ့အာလူတွေကိုရေတိစာပြည့်ပေးပါရနော်။ပြီးရင်တော့လူလွယ်အောင်အတုံးကလေးလေးတွေစိတ်ပြီးရောပြုတ်ဖို့အတွက်ပြင်ဆင်ပါရရှင်။တုံးထားတဲ့အာလူလေးတွေကိုလူဦးနေအောင်10မိနစ်လောက်ပြုတ်လိုက်ပါရနော်။ပြီးရင်တော့ပြုတ်ပြီးသားအလူတွေတဲ့ကိုကော်မှုတ်သုံးစွန်းထည့်ပါရဲ့ရှင်။ ရတာအတွက်ကတော့စားလေးအနေငယ်နဲ့နေရုံကောင်းပုံလေးကိုထည့်ပေးထားပါရနော်။အရတာနဲ့ကောင်းပုံထည့်ပေးတာနဲ့စီးနေအောင်ခြေပေးထားပါရှင်။ချိုးလို့ခြေတဲ့အတန်းလေးမရှိရင်တော့ခရီးလေးနဲ့ညက်နေအောင်ခြေပေးလို့ရပါရနော်။အလူကတလေးကြောကြောစားရဲ့အခိုင်အနှဲငယ်အလုံးရှုပ်တဲ့အဆိုပေမဲ့စားလို့အရန်ကောင်းလို့ခဏခဏလှုပ်ရှားမိပါရဲ့ရှင်။ ချိန်နေရင်လည်းအခုလိုဘေးဝန်မကတ်တဲ့အနေထားလေးရပြီဆိုရင်တော့ဖြာပါပါပြီနော်အလူကိုပိုစားကောင်းအောင် cheese နဲ့အစားတို့မှဖြစ်တဲ့အတွက် cheese ပြားလေးတွေကိုပြင်ဆင်ပါမယ်ရှင်။ cheese ပြားကို၄ခုစာညှပ်ထားပြီးလိုက်ပါရနော်။ အစာသွပ်ဖို့အတွက် cheese လေးတွေလည်းပြင်ဆင်ပြီးသွားပြီဆိုတော့အာလူးကတ်တလိလေးတွေစားလို့ပါမယ်ရှင်။ချိန်နယ်ထားတဲ့အာလူးအနေငယ်ကိုယူပြီးတော့ cheese အစာသွပ်လို့ရမယ်အနေထားလေးတွေပြလိုက်ပါရနော်။ပြီးရင်တော့ cheese ကိုကြားမှာညက်ပြီးတော့အစာသွပ်ပေးပါရရှင်။ကြော်ရက်ခါအထဲမှာစားသွပ်ထားတဲ့ cheese လေးတွေပေါက်မထွက်ဖို့အတွက်လေးတောင်ပုံစံတူတူလေးတွေလုပ်ပေးထားပါရနော်။အာလူးကိုကောင်းကောင်းသုံးဆုံရောပြီးရောနေထားရဖြစ်တဲ့အတွက်စားသွပ်တဲ့အခါ လက်ပုံမကပ်ဖဲတင်းတင်းမာမာလေးတွေဖြစ်နေပါရဲ့ရှင်။ထုတ်ခါတော့အာလူးရှင်လုံးကို cheese အာလူးကတလေးကိုကုလောက်ရပါရဲ့နော်။ထွက်ထားတဲ့အာလူကတ်တလေးကလေးတွေကိုစာကြောပါမယ်ရှင်။စီဖိုတက်နိုင်တဲ့လောက်အနည်းဆုံးထားပြီးတော့အသုံးပြုထားပါရဲ့နော်။စီပူလာတာနဲ့အစင်သင့်အစာထွက်ထားတဲ့အာလူကတ်တလေးတုံးလေးတွေကိုထည့်ချောပေးပါရဲ့ရှင်။ အလူကတလိကြောတဲ့အခါတစ်ဖက်ကျမ်းမှာတစ်ဖက်ကိုလမ်းပေးရမှာဖြစ်ပါရဲ့နော်ကြော်နေရင်းနဲ့မျက်နှာပြင်နှစ်ဖက်စလုံးတင်းတင်းကျွတ်ကျွတ်လေးတွေထိလာပြီးဆိုရင်တော့မီးပိတ်ပြီးဆဲထားလို့ရပါပြီရှင် ိုင်ရောအာလူကတ်တလိတ်ကျော်ကိုကိုရီးယားဆက်စပ်လေးလုတ်စာနေကြဖြစ်ပါရဲ့နော်။ကျော်ထားတဲ့အာလူကတ်တလိတ်တွေကိုတုံထိုးတယ်လေးနဲ့ထိုးပြီးတော့ပြင်ဆင်နေရဖြစ်ပါရဲ့ရှင်။ အလူကိုထုံထိုးပြီးပြင်ဆင်ပြီးသွားရင်တော့အရာလတ်အောင်ထပ်ခင်ဖို့အတွက်ဆော့ဆက်ပါရနော်။တန်းငန်ကြာရည်အနေငယ်ဆော့အနီခယူးစီရိုကိုရောပြီးကင်မိုးဆော့အတွက်ပြင်ဆင်ထားလိုက်ပါရှင့်။ကြံလေးကြောစားမယ်ဆိုရင်တော့ရင်းညွှန်းတွေကမပါမဖြစ်လေးဖြစ်ပါရဲ့နော် ခမင်းလေးလေးရဲ့ရင်းနှီးကို၄000ပုံစံလေးညှက်ပြီးရောပြင်ဆင်ထားလိုက်ပါရှင်။ကိုရီးယားစံမှုအတွက်အားလုံးပြင်ဆင်ပြီးသွားပြီဆိုရင်တော့စခင်ပါမယ်နော်။တဲအိုပူရာနဲ့အစင်းသင်းဆက်ထားတဲ့ဆော့ကိုခဲပါရှင်။ ပြီးရင်တော့ထုတ်ထိုးထားတဲ့ cheese အာလူကတ်တလေးဒုံးလေးတွေကိုပြင်ပေးပါရနော်။အရောက်လာဖို့အတွက်မျက်နှာပြင်နှစ်ဖက်စလုံးကိုစော့တုပ်ပြီးရောပြင်ပေးထားတာဖြစ်ပါရဲ့ရှင်။နောက်ဆုံးပါတော့ညှက်ထားတဲ့ရင်းနှီးပြားလေးတွေကို like ကပ်ပေးလိုက်ပါရနော်။ဆိုရင်တော့ပုံမှန်စားနေကြအာလူကပ်ပလိတ်ကြော်ရည်နဲ့မတူပဲရင်းကြီးအနံလေးအရမ်းမွေးနေရဲ့ကပ်ပလိတ်ကြော်လေးတွေရပါပါပြီဖြစ်။ တော့ဒီနေ့လောက်ရသွားတာလေးကတော့ခလေးရောလူကြီးပါအကြိုက်တွေ့စင်တဲ့အဟာရပြည့် cheese အာလူကတ်တလေး Johnny လေးပဲဖြစ်ပါရဲ့နော်။အာလူကြိုက်တတ်တဲ့သူတွေဆိုရင်တော့ဖြိုးကြော်ပြသွားသလိုကိုရီးယားဆန်ဆန်လေးစောစားကြည့်လိုက်ပါအောင်ရှင်။ကျိုးရဲ့ဒီနေ့ဗီဒီယိုလေးကိုအဆောင်ထိကြည့်ရှုပေးသွားတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါရဲ့နော်။